မင်္ဂလာပါခင်ဗျရခုံခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကငပလီကန်းချေကိုအရခတ်တတော်အေအေကတိမ့်ပိုက်ပြီးတဲ့နောက်အချမ်းပါစစ်ကောင်းစီဘက်ကစစ်ဘိုလ်ချုပ်တွေနဲ့ခရိုနီတွေပိုင်တဲ့ဟိုတယ်65လုံးဟာအရခတ်တတော်အေအေရဲ့ထိန်းချုပ်မှုအောက်ကိုအပြည့်အဝရောက်ရှိသွားပြီဆိုပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်ကနယ်ယုံချေးရွာကိုမန္တလေး PDN နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာပဲစစ်ကောင်းစီက3နှစ်ကျော်ကြာချိတ်ပိတ်ခဲ့တဲ့နေအိမ်ကို ဒေါ်လာရေး PDF ရဲပေါ်ကိုဝေမိုးကြော်ကိုတိုင်တော့ဖွင့်ပြီးအိမ်ပြန်ခွင့်ရသွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကငပလီကန်းဂျေကိုအရခတ်တတော်အေအေကတင်ပိုက်ပြီးတဲ့နောက်အချက်ပတ်စစ်ကောင်စီဘက်ကစစ်ဘိုလ်ချုပ်တွေနဲ့ခရိုနီတွေပိုင်တဲ့ဟိုတယ်65လုံးဟာအရခတ်တတော်အေအေရဲ့ထိန်ချုပ်မှုအောက်ကိုအပြည့်အဝရောက်ရှိသွားပြီလို့သိရပါတယ် အဲ့ဒီတန်တွဲမြို့နယ်ကကဘာကျော်ငပလီကန်းချီမှာကျဲသုံးပွင့်ကနေကျဲငါးပွင့်အဆင့်ရှိတယ်ဟိုတယ်ပေါင်း65လုံးရှိတယ်လို့စစ်ကောင်စီရဲ့ဟိုတယ်နှစ်ခီးတွားဝင်ကြီးဌာနကနေထုတ်ပြန်ထားခဲ့တာပါအဲ့ဒီငပလီကန်းချီမှာအချင်းဘတ်စစ်ကောင်စီရဲ့ခမရ966နဲ့ခလရ55တက်ရင်နှစ်ခုသာရှိပြီလက်ရှိမှာတော့အဲ့ဒီတက်ရင်နှစ်ခုစလုံးကိုအရခတ်တက်တော်အေအေကအပိတသိမ့်ပိုက်ရရှိတွားပြီးဖြစ်တဲ့အကြောင်းကိုဇော်လိုက်လား7ရက်နေ့ကပဲအရခတ်တက်တော်အေအေကတရဝင်းကိုထုတ်ပြန်ထားပါတယ်အဲ့ဒီအတွက် လက်ရှိမှာတော့ကဘာကျောင်းငပလီကန်ဂျင်မှာအချမ်းပတ်စစ်ကောင်စီဘက်ကစစ်ဘိုလ်ချုပ်တွေနဲ့ခရိုနီတွေပိုင်တဲ့ကျဲငါးပွဲအဆင့်ဟိုတယ်နဲ့ကျဲသုံးပွဲရှိတဲ့ဟိုတယ်တွေအပါအဝင်စုစုပေါင်းဟိုတယ်65လုံးဟာအာရခတတော်အေးအေးရဲ့ထိန်းချုပ်မှုအောက်ကိုအပြည့်အဝရောက်ရှိသွားပြီးဒါဟာစစ်ကောင်စီအတွက်ရော့စစ်တပ်နဲ့ပေါင်းနေတဲ့ခရိုနီတွေအတွက်ပါဗီဒီယံနဲ့ခြေပြီးတော့ကိုဆုံရှုံမှုကြီးဖြစ်တယ်လို့ရခိုင်ရေးသုံးသက်သူတအုပ်ကပြောထားပါတယ်အဲ့ဒီလို့ ငွေကျပ်ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ငပလီကန်းကြီးကကျင်၅ပွဲအဆင့်ဟိုတယ်အများစုဟာအကြံပတ်စစ်အုပ်စုနဲ့နီးစပ်တဲ့သူတွေသာပိုင်ဆိုင်ကြတာဖြစ်တဲ့အပြင်မြန်မာပြည်ရဲ့ခရိုနီတထေတွေဖြစ်တဲ့ဦးတေစာဦးချစ်ခိုင်ဦးအောင်မျိုးမင်းဒင်အပါဝင်ခရိုနီတထေတွေရဲ့ဟိုတယ်တွေလည်းပါဝင်နေသလိုစစ်အာဏာရှင်ဟောင်းတန်းရွှေရဲ့သားဦးထွန်းနိုင်ရွှေပိုင်တဲ့ဟိုတယ်တွေနဲ့အငိမ့်စာဒူဘိုဂျုံမှုကြီးမောင်အေးရဲ့တမိနန္ဒာအေးဆိုသူတို့ပိုင်တဲ့ဟိုတယ်တွေမှာပါဝင်နေတဲ့အပြင်အခုနောက်ဆုံး ရုရှားကအကောင့်ထဲပေါ်နေတဲ့ငပလီကန်ဂျီကရုရှားအပန်းဖြေအင်ယာစီမံကိန်းဟာလေအခုတော့လက်လွတ်ဆုံးရှုံးသွားရပြီအရကတတော်အေးအေးရဲ့ထိမ့်ချုပ်မှုအောက်ကိုအပြည့်အဝရောက်ရှိသွားပြီလို့သိရပါတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းစင်ကူးမြို့နယ်နှွေယုံကျေးရွာကိုမန္တလေး PDN ရဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာပဲစေကောင်စီက၃နှစ်ကြာကြာချိတ်ပိတ်ခဲ့တဲ့နေအိမ်ကိုဒေါ်လာရေး PDN ရဲ့ရဲဘော်ကိုဝေမိုးကျော်ကိုတိုင်တော့ဖွင့်ပြီးအိမ်ပြန်ခွင့်ရသွားပြီလို့သိရပါတယ် အဲ့ဒီ PDF ရေဘော်ကိုဝေမိုးကျော်ရဲ့စင်ကူးမြို့နယ်ကအိမ်လေးကိုအချမ်းပါစကောင်စီက၃နှစ်ကြာကြာချိတ်ပိတ်ထားတာဖြစ်ပြီးအခုတော့မန္တလေး PDF နဲ့ပူပေါင်းတပ်တွေကစင်ကူးမြို့နယ်မှာထိုးဖောက်ဝင်ရောက်ပြီးတော့စေကောင်စီတပ်စခန်းတွေကိုတောင်းလျှောက်သိမ်းပိုက်လာရင်းနဲ့နှွေယုံခြေရွာကိုပါသိမ်းပိုက်ရရှိသွားတဲ့နောက်မှာပဲ PDF ရေဘော်ကိုဝေမိုးကျော်ဆိုတဲ့သူဟာစစ်ကောင်စီကချိတ်ပိတ်ထားတဲ့သူ့ရဲ့နေအိမ်လေးကိုသူကိုယ်တိုင်တော့ဖွင့်ပြီးအိမ်ပြန်ခွင့်ရသွားတယ်လို့သိရပါတယ်လက်ရှိမှာတော့ ီတဲ့ရဲဘော်ကိုဝေမိုးကျော်ဟာပြည်သူကာကွယ်ရေးတပ်မတော်ပီတဲ့မိုးကုတ်ဗျူဟာဘက်မှာတိုင်းပြည်အတွက်စစ်ရေးတာဝန်တွေကိုဆက်လက်ထမ်းဆောင်နေပြီသူရဲ့စင်ကူးမျိုးနယ်ကနေအိမ်လေးကိုကိုတိုင်တောက်ဖွင့်ပြီးတော့အိမ်ပြန်ခွင့်ရအောင်စင်ကူးမျိုးနယ်မှာထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်ပေးနေတဲ့မန္တလေးပီတဲ့နဲ့ပူပေါင်းတပ်တွေအားလုံးကိုလည်းအရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောထားပြီးနောက်ထပ်လဲတော်လန်ရေးမှာပါဝင်နေတဲ့သူတွေအားလုံးအိမ်ပြန်ခွင့်ရအောင် ဒေါ်လာရေးတပ်ပေါင်းစုအသီးသီးနဲ့အတူပြည်သူတွေအားလုံးကပါပူပေါင်းပါဝင်ပေးကြဖို့ကိုလည်းတိုက်တွန်းကြပါတယ်လို့အိမ်ပြန်ခွင့်ရပ်သွားတယ် PDF ရဲဘော်ကိုဝေမိုးကျော်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်လက်ရှိမှာလည်းမန္တလေး PDF နဲ့ပူပေါင်းတပ်တွေကစင်ကူးမြို့နယ်မှာရှိတဲ့ကျန်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီရှမ်းမန်းစစ်စင်ရေးအတွင်းစင်ကူးနဲ့မတရားမြို့နယ်ကစစ်တပ်စခန်းပေါင်း40ဝန်းကျင်ကိုတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ အကျန်းဖတ်စကောင်းစီကသူ့လက်အောက်ခံရန်ကုန်တိုင်းဦးစီးချုပ်ဘိုမှုချုပ်အောင်စိုးမို့ဆိုတဲ့သူကိုဘိုချုပ်ယာဒူတိုးပေးပြီးတွဲပတ်စစ်ထောက်ချုပ်အဖြစ်ခန့်အပ်လိုက်ပြန်တယ်လို့သိရပါတယ်။အဲ့ဒီလိုရန်ကုန်တိုင်းဦးစီးချုပ်ဘိုမှုချုပ်နေရာကနေယာဒူတိုးပေးပြီးတွဲပတ်စစ်ထောက်ချုပ်အဖြစ်စစ်ကောင်းစီကအပြောင်းလဲလုပ်ခန့်အပ်လိုက်ပြန်တဲ့ဘိုချုပ်အောင်စိုးမို့ဆိုတဲ့သူဟာစစ်တပ်ကတော့အပတ်စဉ်39ကျောင်းစင်းဖြစ်ပြီး NLD အစိုးရရဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့အတူ ရန်ကုန်တိုင်းအစိုးရတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။အခုတော့အဲ့ဒီလို NLD အစိုးရလက်ထက်ကရန်ကုန်တိုင်းလုံခြုံရေးနေနေဆက်ရေးရဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးချုပ်အောင်စိုးမိုးဆိုတဲ့သူကိုစစ်ကောင်စီကအပြောင်းလဲလှုပ်လာပြီးဗိုလ်ချုပ်ရာဒုတိုးနဲ့တွဲဖက်စစ်တောက်ချုပ်အဖြစ်ခန့်အပ်လိုက်ပြန်တယ်လို့သိရပါတယ်ခင်ဗျ။အခုတခါစကိုင်းတိုင်းပတ်မှာတော့ စတောင်းမြို့ရက်စကန်ကိုငင်းချန်ခရိုင် PDF တက်ရင်ခုနှစ်ကိုတကြီးဥဆောင်တဲ့0ပျောက်ကြားတက်ဖွဲ့နဲ့ပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်ခြင်းမို့မှုအတွင်းစေကောင်းစီတက်ဖွဲ့ဝင်15ဦးဝင်းကျင်ကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီးအထိနာသွားတဲ့စစ်တပ်ကလေကြောင်းကနေပါပစ်ကူပေးရတဲ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့မြင်းကျန်ခရိုင် PDF တက်ရင်ခုနှစ်0ပျောက်ကြားတက်ဖွဲ့ရဲ့ကိုတက်ကြီးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇူလိုင်လ12ရက်နေ့ဖြစ်တယ်မနေ့ကပဲ စတောင်မြို့ရဲစခန်းကိုမြင်းညံခိုင် PDF တရင်ခုနှစ်ကိုတကြီးဥဆောင်တဲ့0ပျောက်ကြားတပ်ဖွဲ့နဲ့အတူပူပေါင်းတပ်တွေကစနိုက်ပါတပ်ဖွဲ့အပါဝင် RPG တွေပါအုံပြပြီးဝိုင်းဝန်းပိတ်ဆို့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်စနိုက်ပါမိတဲ့သူတွေပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသေးသေးသိကုန်ကြပြီးဒဏ်ရာရတဲ့သူတွေပါများသွားသလိုလေချောင်းကနေပါပြစ်ကူပေးရတဲ့အထိစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားကြတယ်လို့မြန်မာခိုင်ပြည်တဲ့တရင်ခုနဲ့0ပျောက်ကြားတက်ဖွဲ့ရဲ့ကိုတက်ကြီးကပြောထားပါတယ်ခင်ဗျ ဒီတခါမွန်ပြည်နယ်ဘက်မှာတော့ရေမြုံနယ်ကပြည်တော်စုလမ်းမအတွင်းဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင့်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြားပြတ်တိုက်ခဲ့ရမှာစေကောင်စီတပ်သား6ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့တောင်ညိုစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်စတေလာ7ရက်နေ့ကပဲရေမြုံနယ်ကအမတ်ရှိပြည်တော်စုလမ်းမကြီးပေါ်ကိုစစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးပူပေါင်းတပ်တွေကလမ်းတလျှောက်ကြားပြတ်တိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား6ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးကိုသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြန်တယ်လို့တောင်ညိုစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလုပ်ငန်းဝင်ကိုစွန့်ခွာသွားတဲ့ဝန်ထမ်းတွေကို blacklist ကနေပယ်ဖျက်ပေးမယ်လို့စစ်ကောင်စီကကြေညာမှုဟာစီဒီအမ်ဝန်ထမ်းတွေကိုရည်ညွှန်းတယ်ဆိုတာမျိုးမပါတာကြောင့် ထောင်ချောက်ဆင်ဖမ်းဖို့ဖြစ်နိုင်တဲ့အတွက်တတိထားဖို့လိုတယ်လို့စီဒီယံဝန်ထမ်းတချို့ကပြောထားပါတယ်။ဇွန်လကစနေနေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအချမ်းဖက်စကောင်စီကသူတို့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအကြောင်းမျိုးမျိုးကြောင့်ခွင့်ပြုချက်မရှိပဲလုပ်ငန်းဝင်ကနေစွန့်ခွာသွားတဲ့စကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုလုပ်ငန်းဝင်ကနေစွန့်ခွာရတဲ့အကြောင်းအရာပေါ်မူတည်ပြီးအမိပြက်စရင် blacklist ကနေပယ်ဖြတ်ပေးမယ်ဆိုပြီးတော့ကြေညာလာပါတယ်။အဲဒီလိုစကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ အာနာဖီဆန်ရဲ့လှုပ်ရှားမှုပြုတ်လို့တဲ့စီရီယံဝန်ထမ်းတွေကိုပါရည်ညွှန်းတယ်ဆိုတာမျိုးမပါပဲလုပ်ငန်းခွင်ကနေဘာကြောင့်ဆုံးခွာရတာလဲဆိုတဲ့အကြောင်းအရာပေါ်မှသာမူတည်ပြီးအမည်ပြစရင်ကိုပယ်ဖြတ်ပေးမယ်လို့ပြောထားတာသာဖြစ်တဲ့အတွက်ဒါဟာတမင်တကာထောင်ချောက်စင်ဖန်းစည်းဖို့စစ်ကောင်စီဘက်ကရည်ရွယ်ချက်ရှိရှိလှုပ်လာတာဖြစ်တယ်လို့စီရီယံဝန်ထမ်းတချို့ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမုံမိတ်မြို့မှာရှိတဲ့တောင်ကိုင်းဖုံးကြီးကျောင်းကိုအကြံဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံကျဲဖျက်ဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဇူလိုင်လ10ရက်နေ့ကပဲအကြံဖက်စစ်ကောင်စီတပ်ကမုံမိတ်မြို့ကိုလက်နက်ကြီးတွေနဲ့ပစ်ကတ်ပြီးတဲ့နောက်လေရင်နဲ့ပါလာပြီးအရသာပြည်သူတွေရှိတဲ့နေရာတွေပါမချန်ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီအချိန်အကြံဖက်စစ်ကောင်စီတပ်ကကြဲချခဲ့တဲ့ဘုံဒီဟာ တောင်ကန်ဖုန်ကြီးကြောင့်ကိုပါထိမှန်ပောက်ကွဲသွားပြီဖုန်ကြီးကြောင့်လည်းပျက်စီးသွားပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမုံမိတ်မြို့နယ်အတွင်းမှာဒီကနေ့ဇွန်လ17ရက်နေ့မှာလည်းအချမ်းဖက်စစ်ကောင်စီတက်နဲ့တော်လန်ရေးတပ်ပေါင်းစုတွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ